よし ဝမ်းသာပါတယ်ဗျာဟိုဟာဟိုအတိမဖြူကြပါလေဟိုဟာပေးသက်တည်းကအဲ့ဒီကမိမတို့အဲတန်ရုံးစင်မပြတ်လို့တို့ကျွန်းလို့အဲ့လိုမျိုးရှိကြပါတယ်သူကလည်းသူပေါ့နော်ကိုညီမခိုင်ရဲ့ဝေးပြီးတဲ့နောက်တို့အဲ့လိုမျိုးရေအများကြီးဟိုကြိုက်ကြပါတယ်ဘလို့ဆိုတဲ့ချင်းတေးသွားနေမဲ့33လို့ပေါ့သူကလည်းသူညညချီနေနဲ့သွားလို့ဆိုဝမ်းသာပါတယ်ဟိုဟာအဲ့အဲ့အချိန်နေပေးလို့လေကျွန်တော်တို့ရှေ့ဆက်ပြီးတော့ဂျင်ခွဲပစင်းတို့ပေါ့လို့ထွက်ဖို့တွန်းအားရခဲ့တာပေါ့နော်သူတို့ရဲ့အဲ့လို အားပေးမှုတွေကြောင့်ကျွန်တော်ဆက်ဆက်ပြီးရွှေ့ရှိနေတယ်两个我对，零零零八块，两个我对，六月表差的，是咖喱的咯。六月了嘞，这咖喱酱嘞，古帮我阿姆罗阿妹也吃了嘛。你那边这帮个边对起了嘞。 ကိုမရစ်ဆာပြောသလိုပေါ့ကျွန်တော်တို့ကအချိန်ခါတခုလို့စောင့်ကြရတာပဲလေဟိုဟိုတကယ်ချင်းတယောက်ပြောသလိုပေါ့တချင်းနေချင်းပဲကျွန်တော်တို့တချင်းပြန်ချင်းပဲဒီပိတ်သက်တွေဒီတီထက်ပို့ပြီးကျွန်တော်တို့ပိတ်သက်ရအောင်ကျွန်တော်တို့ဘယ်လိုလုပ်ဘယ်လိုချင်းတင်လဲပေါ့နော်ဒီဟာတွေကျွန်တော်ရွေးချယ်တဲ့တချင်းမျိုးစားစားဘယ်လိုလုပ်တဲ့လဲပါညာပေါ့နော်စဉ်းစားသလိုပေါ့ဟိုကျွန်တော်အနေနဲ့တော့ကျွန်တော်အခုရှောင်းနေတဲ့အတိုင်းပဲကျွန်တော်ဆက်သွားဖို့ပဲများပါတယ်ဟိုကျွန်တော်တို့အထက်မှာခုနပြောသလိုပေါ့နော်ဖြစ်တဲ့အတိုင်းနဲ့မဖြစ်ဘူးလို့ အဒီထက်ပိုပြီးဖြစ်တဲ့နယ်လို့သူတို့ပြောတာကိုလည်းကျွန်တော်တို့က1ဘတ်နဲ့သာချိုးဆိုပါတယ်တကယ်လည်းဝမ်းသာပါတယ်အဲ့လိုအဲ့လိုအားပေးတဲ့မှုတွေလည်းကျွန်တော်အရင်ကျေးဇူးကျေးဇူးလက်တင်ပါတယ်ကျန်တာတော့ပြအမှုပညာမှာကျွန်တော်တို့ရှေ့ကဆရာဆရာကြီးပြောခဲ့သလိုပဲဟိုကျွန်တော်တို့ဝရိယကဘလောက်ပဲအားထုတ်အားထုတ်ကံရဆန်းရကကျွန်တော်တို့မှရှိသလောက်ပဲရမှာအဲ့အဲ့အတွက်ခုပေါ့ကိုပြောမလဲခြေနဲ့ကတာပါဟိုဖျားပေးသလောက် da si lai che me me ni ma ku rai che chu ya ka de wo ma jwa ni bi mo le nau song che wo ro ga na ri khwe tha da ba bya mi ta so da tami ri ya le chi la bi tami ri ya a pyu le phit pyu le phit daw ma tami ni ya sa ba so ya ဒါဆိုဘက်ကိုလည်းချိန်ပေးရတယ်ဒီတက်ပုံဆိုင်ဘက်ကိုလည်းချိန်ပေးရတယ်ဒီ music ကျွန်တော်ကိုအမှုပညာဘက်ကြတော့လေ ချိန်ပေးရတယ်။ဘယ်ဘက်ကမှတော့တားရတာလည်းသွားလို့မရဘူး။တစ်ဖက်ကသွားရင်တစ်ဖက်ကကြကြသွားတာပေါ့။ဆိုတော့အဲဒီ၃ခုပုံမှာပြီးတော့တကယ်ချင်းမိတ်ဆွေအများကြီးပါပဲ။ဟိုကျွန်တော်တွေမဟုတ်ပါဘူး။ဒါကတော့ဒီလူရလို့ဖြစ်လာရင်ဖြတ်တန်းနေကြတဲ့လူတိုင်းကတော့ဒီလိုပဲအားလုံး balance မရအောင်သွားရတာပဲ။မထူးဆန်းတော့ပါဘူး။တနေ့မဟုတ်တနေ့မင်းချုံတွေ့ရမှာပဲ။အခုအချိန်လေးထိကျွန်တော် ကိုအားပေးခဲ့ကြတဲ့မိတ်ဆွေတွေပေါ်လာရအနုပညာနဲ့ပတ်သက်လို့ရောကျွန်တော်ဒီတက်ပုံနဲ့ပတ်သက်လို့ရောအာအားလုံးပေါ့နော်အဖက်ဖက်ကနေကျွန်တော်အကြံကောင်းညံကောင်းပေးတဲ့လူတွေရောမိတ်ဆွေတငယ်ချင်းတွေရောဟိုအားပေးကြတဲ့ပေါ်လာရအားလုံးလည်းကျေးဇူးထူးတင်ပါတယ်။ချမ်းမိုင်လည်းယူဆိုင်ကြပါလို့ကောင်းသောနေ့တွေရောက်လာအောင်ပါလို့ဟုတ်ကဲ့အာကျွန်တော်နာမည်ကစိုင်းကျော်လက် ကျွန်တော်ဖေးပေးထားတာပေါ့အဲကျွန်တော်ဆိုင်းလေးဆိုပြီးပြောင်းလိုက်တာက ကျွန်တော်စေတန်းအောင်ပြီးတော့လုပ်တွေပါလေလုပ်ပြီးနောက်ဟောပေါ့ကျွန်တော်တို့စေတန်းအောင်ပြီးတော့လေကျွန်တော်နိုင်ငံရေးဘာညာဖြစ်လိုက်ကြသေးတာဟောဖြစ်တော့ကျွန်တော်ကြောင်းနှစ်နှစ်လားသုံးနှစ်လားမပြေးထားတာတက်ကူတူမတက်ခင်အဲမှာဖနက်ဆဲမှာလှုပ်လှုပ်ဘာညာနဲ့နောက်ကြတော့ကျွန်တော်ဂဟေစော်တဲ့တင်တန်းတွတ်တက်လိုက်သေးတယ်နိုင်ငံခြားထွက်မယ်ဆိုပြီးဘာလို့ကမှမသိဘူးအဲထွက်ပေါက်တွေပိတ်နေတဲ့အချိန်ပေါ့ဟိုပါပတ်စံလည်းမရှိ ဆိုတော့အဲဂေဒနဲ့တက်တဲ့အချိန်မှာအဲ့ရအကိုကြီးတယောက်ပါသူကကျွန်တော်စိုင်းလေးလို့စပြီးခေါ်တာအဲ့အဲ့အကိုကြီးပေါ့သူကတချို့ကကျွန်တော်ကိုစိုင်းလို့စိုင်းကျော်လက်တော်လို့ခေါ်သူကစိုင်းလေးလို့ခေါ်အဲ့အဲ့အဲ့မှာသူခေါ်တဲ့အချိန်မှာဘာမှတော့မဟုတ်ပါဘူးကျွန်တော်ယင်ထဲမှာအဲ့လိုအေးအေးလေးခံစားလို့ပါအဲ့ဒါနဲ့ပဲအတူအရင်စိုင်းလေးဆိုပြီးနောက်ပိုင်းကျစိုင်းလေးစိုင်းလေးခေါ်ရတဲ့ဒီကျွန်တော်တက်ကတူတွေပြန်တက်တော့လဲအဲ့မှာကျွန်တော်စိုင်းလေးပဲခေါ်ကြတော့အဲ့ရနေပဲအဲ့နံပါတ်ပဲသုံးပြသွားတာဘိုလ်လူကြီးတက်တက်ကြီးရွေးထားရတာလည်းမရှိပါဘူး ျွန်တော်ကအဲ့ state ဘွားတွေကပါတချင်းဆိုရက်စရွေတွေကတချင်းတွေဆိုတာလေအဲအလဲတန်းအကြောင်းလောက်အရောက်မှာတော့အဆိုတော်ဖြစ်အဆိုတော်ဖြစ်အောင်လုပ်မယ်ပေါ့လေအဆိုတော်ဖြစ်ချင်တယ်ပေါ့အဲ့ရနေစိတ်မွေးပြီးတော့ကျွန်တော်10တန်းတွေအောင်ပြီးတော့တက်ကတူတက်မယ်ဆိုတော့လေကျွန်တော်တို့အဲ့ချိန်တော့ကျွန်တော်တက်ကတူလျှောက်လိုက်တော့ကျွန်တော်ကဥပဒေရတာဥပဒေကကျွန်တော်တာဝါဖွင့်တယ်ကျွန်တော်တန်းလင်းလျှောက်တန်းဆိုတော့တာဝါဖွင့်ပြီဆိုတော့ဥပဒေဆိုတော့တာဝါမှာတက်ကပါ အဲ့လေဟာမူးလို့အစိုးရလုတ်ချင်တာလဲဆိုရင်တော့တောင်ဝဆိုရင်တော့မလွယ်လောက်ဘူးဆိုပြီးတော့အဲအဲ့မှာကျွန်တော်စီဝါရီကိုပြောင်းလျှောက်တာစီဝါရီပြောင်းလျှောက်တော့ရတယ်ရတာလည်းပဲအဲ့ဒါစီဝါရီပြောင်းလျှောက်နေရန်ကုန်ရောက်ရန်ကုန်ရောက်တော့လေအဲ့ဒီရွာသားကြီးရောက်တာပေါ့လေရွာသားကြီးရောက်ပြီးတော့အဲသူတို့အစိုးရလည်းအဆောင်ပေးတယ်အဲ့မှာတိုက်ဟောင်းနေရှိတာဟုတ်အဲ့မှာသူတို့ကနေရကျွန်တော်တို့လည်းနေရចောင်းသားတွေအတွက်ကြတော့အစိုးရကနေတယောက်ကို900လားမသိဘူးတလောက်အဲ့ဒါနဲ့အဆောင်လျှောက်လို့ရတယ်ဆိုတော့ကျွန်တော်အဲ့မှာအဆောင်လျှောက်ပြီးအဲ့မှာနေကြရင်းနဲ့ပဲအဲ့မှာ ဒီအုပ်စုတွေထေးလင်းတို့မိချမ်းတို့ကိုဖိုးကြီးတို့ ਨੇ အဲ့မှာစုံကြတယ်အဲ့မှာစုံပြီးတော့ပဲစုံတော့ပို့ပြီးတော့အဆင်ပြေသွားတာပေါ့လေတကယ်ဝါဒနာသူစိတ်တူနေအဲ့မှာတွေးကြတယ်သူတို့ကလည်းကိုလိုပဲဒီစိတ်နဲ့ရံဝန်တက်ပြီးလာကြတာဆိုတော့သူတို့ကလည်းတကယ်အာခေါမောင်းတဲ့ကောင်းတယ်ဆိုတော့အဲ့ရကနေစပြီးတော့အတူလက်တွဲနဲ့ပဲချီတက်လာကြတာအခုချိန်ထိပါပဲအခုချိန်ထိလည်းလက်တွဲနေကြတော့မှာပဲကျွန်တော်တို့ရဟုတ်ကိုဖိုးကြီးကစီနီယာကြတယ်သူက main ထဲမှာမိလိုက်သေးတယ်သူကကျွန်တော်တို့အတန်းကြီးတာပေါ့ တော့95နဲ့တူတယ်ကျွန်တော်98တုံးတန်းกว่าမှာပေါ့ဟုတ်အမေ तू လည်းကြာတာပဲကြာကျွန်တော်လည်းကြာတာပဲတနေ့ကိုနှစ်တန်းတက်ရတယ်ကျောင်းကကျွန်တော်တို့ကစီးပွားရေးတက်ကသူက3နှစ်အဲ့တော့ကျွန်တော်က6နှစ်တက်ရတာတနေ့ကိုနှစ်တန်းတက်ရတာပေါ့အဲ့လိုအဲ့လိုမျိုးပေါ့အဲ6နှစ်တော့မဟုတ်ဘူးကျွန်တော်တို့ကျတော့ကံကောင်းတာကျွန်တော် first semester second semester semester တွေกว่าရှိသွားတော့လေတနှစ်ကြာရင်လည်း तू က6လောက်လောက်ပဲဟာတယ်အဲ့လို semester နဲ့သွားတဲ့ကျွန်တော်တို့ကြတော့ ဟောပုံမှန်ဆိုတော့ကျွန်တော်တို့၃နှစ်ကို၃နှစ်ကြာရင်6နှစ်တောင်နေရမှာလေစမက်စတာတစ်ခုချင်းစီနဲ့ပြန်သွားပြန်တော့တော့ကျွန်တော်တို့အဲ့လောက်ကြီးတော့မနေရဘူးဒါပေမဲ့ကြာတာတော့တန်းကိုနှစ်ခါတက်ကအဲ့လိုငငယ်တော့စားတော့တယ်တက်ဆိုရောက်မှလူမောင်းမှာပါအဲ့တုန်းကလည်းအဓိကတော့အဲ့တုန်းကဆိုကျွန်တော်တို့ကတော့တိတ်မသိသေးဘူးဗျဟော recording တော့မရောက်ဘူးလေအဲ့ချိန်တော့ဆိုအဲ့တုန်းကကျွန်တော်တို့ထဲမှာပေါ့ပေါ့ရောက်ကကိုဖိုးကြီးကိုဖိုးကြီးကအဲ့ချိန်ထဲကသူမဆုံသင်ပါတော့ဘာလို့လဲသူတို့အဲ့တွေကတချင်းတွေပါသူကတကယ် official လေးလုပ်နေတယ် ပြီးတော့ကျွန်တော်စီဝိုင်းတက်ကတူအကြောင်းခွေပါဆိုရင်လည်းသူကအဲ့တော့သူသူကိုယ်တိုင်ပဲပတ်စံထုတ်ပြီးတော့စီဝိုင်းတက်ကတူအမှတ်တရကောင်းကင်ကြီးများချင်းကြောင်းတော်ဆိုပြီးတော့သူအဲ့တော့တိတ်ခစ်ပေါ့အဲ့တော့လှုပ်သေးတယ်အဲ့ခွေထဲမှာလည်းကျွန်တော်တို့ပါတယ်အဲ့ဒီကသူကလှုပ်တယ်ပြီးတော့ကာဖီဘလူးလားမသိမျိုးထဲမှာအဲ့တော့အဲကိုအောင်မြတ်သားတို့ကိုဖို့ပြုံးငို့နဲ့သူကအဲ့တော့တော်လာတန်ပြီးတယ်ကျွန်တော်လည်းတစ်ခါခေါ်ခေါ်သွားဘူးတယ်အဲကျွန်တော်အဲ့တော့လိုက်ကြည့်ပေါ့ကျွန်တော်2001ကျွန်တော်တက်ကတူတက်တော့ ဆက်ရှင်မှာ10ရက်အောင်တာ ਨੇ အဲ့မှာ10ရက်အောင်ပေါ့ကျွန်တော်ကြားထဲမှာ2နှစ်လောက်ကြီးကျောင်းလေးပိတ်လိုက်သေးတယ်2021ဆိုတော့ကျွန်တော်21တားပေါ့21နှစ်ပေါ့21နှစ်ကျော်ကိုဖုန်းနဲ့တွေ့တော့22လောက်မှာ ਨੇ တွေ့ပါတယ်သူချက်ချင်းကြီးမရောက်သေးဘူးကျွန်တော်တို့ကျောင်းပြောင်းပြီးတော့လေနောက်ပြီးတော့မှကျွန်တော်တို့စီသူကရောက်လာအဲ့ဒီကသူကသူအဲ့ဒီအရှင်ရနေတော့သူသူ့ကိုပဲမိရတာပေါ့လေအဲ့တော့သူကတကယ်ဟိုဟာဒီဒီကားနဲ့ရောက်နေတယ်တကယ်လုံနေတယ်အဲ့တော့ကျွန်တော်တို့ကတော့ဆန်တော်ဝါ လိုလုံနေတဲ့ချင်းမဟုတ်အဲ့တော့ရေးပြတယ်ဗျတချင်းတွေကဟိုဟာဟိုကျောင်းကလည်းကျွန်တော်တို့ကသွားချိန်မှာသွားတဲ့ကောင်းတွေကိုဆိုတော့အချိန်ပြေးရအားနေတော့ပြီးတော့တငယ်ချင်းတွေကလည်းဒီလူတွေပဲစုံနေတော့သူတို့ကလည်းရေးတယ်ဆိုတော့သူတို့ရေးငါလည်းရေးမယ်ပေါ့ဆိုပြီးရေးတာပေါ့အဲ့လိုပဲဒီလိုနှစ်လက်ပတ်တွေပိုင်းဆိုအားနေကျောင်းလည်းမသွားဘူးကိုကမသွားတော့အခန်းထဲမှာလည်းတယောက်တည်းပြီးတော့ကျွန်တော်တို့ထားတဲ့အဆောင်လည်းလေခွင်းထဲမှာအဲရွာသားကြီးကြောက်လန်းပေါ့ ကျောက်လန်းကျွန်တော်တို့ဒီကနေတော့တောင်မြောင်လန်းဆိုအကျော်ဆိုအဲကျောက်လန်းမှတ်တိုင်ဆိုရှေ့အဲ့မှာဆိုအရင်တော့ခေါင်းတယ်အခုကတက်စီဆိုင်တွေပိုင်းနေအခုမြူကြီးပြာကြီးဖြစ်သွားတာအရင်တော့ဆိုအဲ့မှာဘူးမှမရှိဘူးဒီလိုနှစ်လက်ပတ်တွေဆိုအဲ့မှာတိုက်ဖင်းမှာပေါက်နေတဲ့ပင်လယ်ကပူးပင်တို့ပေါ့လို့အဲ့ဒါလေးတွေနဲ့ဒီကနေမှာကနေမျောကြည့်လိုက်ရင်အဲ့လေခွင်းကြီးနေဘာမှလည်းမရှိဘူးအဆောင်ကចောင်းသားတွေကလည်းအကုန်ဒိုးပြီးဆိုကိုယ်တွေပဲကြံပြောင်းမှလည်းမရှိအဆောင်မှာ အလုတ်ဆရာမရှိရင်တောက်ဆရာရှိတောက်မတောက်ဆရာမရှိရင်ရေးပေါ့အဲ့ဒါနဲ့ပဲထိုင်ရေးဖြစ်တာဟုတ်ရှိတယ်အဲ့တော့အမေတို့မှာကျွန်တော်ထွက်ထားတယ်လေဟိုအမေအမေတချင်းတို့နောက်လင်းငါမှုရှိပါသေးတယ်အဲ့တချင်းเนี่ยမထွက်ဖြစ်သေးတာရောင်းဖို့ကလည်းကိုယ့်မကိုတိတ်ဟိုမှာမဖြစ်တာနဲ့ရောင်းလည်းမရောင်းဖြစ်ပါဘူးလာတော့ဝယ်ကြပါတယ်ဒါပေမဲ့ကိုယ်ကိုယ်တိုင်လည်းတိတ်အားမရရနဲ့မပေးဖြစ်ပါဘူးဟုတ်ကျွန်တော်ကြောင်းပြီးပြီးတော့အိမ်တော်တွေပိုင်းကြကြပြီးတော့အဲ့ကျွန်တော်အခွေစလို့တော်တော်37ရောက်ပြီလေအောက်တော်ကို10နှစ်ကျော်သွားတာဟုတ်10နှစ်လောက်တော့ရှိပြီ တချင်းကတော့အဲ့အဆောင်တော့ဆူတာပေါ့ဗျာအဲ့လိုနေကြရင်တငယ်ချင်းဟျောင်းငါတို့အခွေလုပ်ရင်ဘယ်လိုလုပ်ကြမလဲပေါ့ဒါလူငယ်သဘာဝပေါ့လေကာဘာဒီဇိုင်းတွေပါသူကိုဖုတ်ရသူကပကြီးကောင်းတယ်အဲ့ဒီကကာဘာဒီဇိုင်းတွေပါဟျောင်းမင်းကြံဘယ်လိုလုပ်မလဲပါညာအဲ့လိုမျိုးတချင်းတွေပါဆိုအဲ့လိုဟိုဆူဒီဆူအဲ့ဒီကဆူတာပါပဲဒါပေမဲ့အဲ့တော့ဆူတဲ့တချင်းတွေကမသုံးပြဘူးအဲနောက်ကျွန်တော်ဒီကျောင်းတွေပါပြီးပြီးပေါ့လေကျောင်းတွေပါပြီးပြီးပြီးနောက်ကျွန်တော်ဒီဓာတ်ပုံစံလေးဖွင့်ပြီးတော့မှအဲကိုဖုတ်ကြီးနဲ့ပြန်တွေ့တွေ့တော့ကိုဖုတ်ကြီးလို့ ဒီဟာလေးတော့လုံမယ်ပေါ့နော်မိချမ်းကလည်းအဲ့တော့အခုလုံးတယ်ကျွန်တော်လည်းတက်လိုက်တဲ့လောက်ငွေကြေးပိုင်းသူကကူညီပေးမယ်ဆိုပြီးတော့အဲ့ရနေစပြီးတော့မှပဲတချင်းနဲ့ပြန်စုပေါ့အဲ့လိုပြန်လုပ်ကြတာဟုတ်ဓာတ်ပုံပညာအမှန်ပြောရရင်ခေါင်းထဲမှာမရှိတာဒီလောကထဲရောက်လာမယ်လို့လေဟိုဟာကျွန်တော်တခါမှလည်းအိမ်မက်လည်းမမက်ဘူးတွေးလည်းမတွေးဘူးအဲ့ဒီဟိုလူကံပေါ့နော်ပြောလို့မရဘူးကျွန်တော်တို့အဲ့ဒီအဆောင်မှာအဲ့လိုငတ်တက်လက်ပြတ်တက်လက်ရှိနေတဲ့အချိန်ပေါ့ ကိုဖိုးကြီးကကျွန်တော် သတင်းစာလေးယူလာပြီးတော့ဟိအောင်နဲ့မင်တီဟာတော့မပြိုင်သေးနဲ့တဲ့အဲ့မှာဝေဝေ music ပြိုင်ပွဲပေါ့နော်အဲ့တော့မင်းနဲ့လိုက်လောက်တယ်တဲ့မင်းသွားပြိုင်ရဲနေဆိုကိုလိုပြိုင်မှုလဲကျွန်တော်ကားကတော့မရှိဘူးလို့ဘယ်လိုလုပ်မလဲဟာမင်းကလာတယ်ငါလိုက်ပို့မယ်ဆိုပြီးတော့လိုက်ပို့တယ်သူလည်းပြိုင်ဖို့ပါဟိုရောက်တော့မှအဲ့မှာမဆူမနေရတဲ့ချင်းတွေကလေးပြူအငယ်မျိုးကြီးဆိုတော့ငါမပြိုင်တော့ဘူးတဲ့မင်းမဲ့ပြိုင်ဆိုပြီးတော့ကျွန်တော်ထိုးထည့်သွားတာအဲ့မှာပြိုင်တော့လဲအဲ့အဲ့ဒီကကျွန်တော်ဘဝတစ်စိချိုးပါပဲအဲ့ဒီဝေဝေ ကအဲ့တော့ wedding blue studio လေအဲသူတို့ကဟုတ်တယ်သူတို့ကဆီယာမပေါ့ဆီယာမဒေါ်ဘူးဒေါ်မြင့်မြင့်ဝေဒေါ်မြင့်မြင့်ဝေကသူက music ဝန္ဒနာပါတယ်အရင်တော့သူကလည်းအဲ့လိုမျိုးသမီးဘန်တွေပါသူကထောင်မှုတယ်ထောင်မှုတော့သူကဒီရောဝန္ဒနာပါတော့အစိုးပြိုင်ပွဲလုပ်ပြီးတော့ဒီကျွန်တော်တို့တက်သစ္စာလူငယ်တွေကိုသူကခွေထုတ်ပေးဖို့အဲ့မှာကျွန်တော်ဝင်းပြိုင်တော့အစကားတွေနောက်ဆုံးအဆင့်တွေပါတယ်ပါတယ်နောက်ဆုံး final ကျတော့ကျွန်တော်ပေါ်လာတယ်ပါပဲအဲ့ assignment နဲ့ CC view ကရသွားတယ် ရပြီးတော့သူတို့အခွေထုတ်ပြီးတော့ခြေစွပ်ပဲတကယ်ကျင်လာမသိဘူးအဲ့မှာထုတ်ပေးတယ်ကျွန်တော်တို့ကကြတော့ဆီယမကကျွန်တော်တို့ကကြတော့အတန်ကြိုက်တာပေါ့လေအဲ့တော့ရုပ်ဆိုးတယ်လေနင်တို့ကရုပ်ဆိုးတော့မရဘူးလေရွေးလို့မရဘူးဆိုပြီးတော့အအတန်တော့ကြိုက်တယ်ဆိုတော့ကျွန်တော်အဲ့မှာပြန်လိုက်ဆိုတော့လုံမလားဆိုလုံမယ်ဆိုပြီးတော့ကျွန်တော်တို့ကလည်းနေကြမရှိဘူးအဲ့မှာထိုးနေကြတာစတူဒီယိုမှာသူကဓာတ်ပုံဆိုင်မှာမှဆီယမအပေါ်ဓာတ်မှာကိုသူကဘန်ပစ္စည်းတွေကိုဝယ်ပြီးစတူဒီယိုမှာလုပ်ပေးထားတာအပလီယာတွေလည်းအဲ့မှာနေကျွန်တော်ကလည်းအဲ့မှာပဲ ကတ်နေတော့တာပွဲတွေငှားတယ်သူတို့သူတို့က Chinese ဆိုတော့လေအဲ Chinese ကအဲပွဲပွဲကြီးတွေပါသူတို့ကခေါ်အဲမှာဦးညီထို့တို့အာကွာဇာနီတို့မဆုံတင်ပါတို့အဲ့လိုနဲ့တွဲပြီးတော့အဲ့တော့ AFO AFO ban နဲ့တူတယ်အဲ့ ban ကိုအတွဲလိုက်ငှားတယ်အဲ့သူတို့ကငှားရင်ကျွန်တော်တို့ကနောက်ကနေ live ဆိုအဲ live ဆို live ဆို live ဆိုနေနောက်ဆုံးကြတော့အဲ့လိုပေါ့လေသူ music ဟိုကလည်းသူတို့ကတဖြည်းဖြည်းနဲ့ သဘောထားတွေကွဲလွဲပြီးတော့ player တွေအဲ့လိုမျိုးတခုခုဖြစ်ပြီးတော့နောက်ကျတော့သူတို့ကမလုပ်တော့ဘူးတဲ့ဒီဟာကိုမလုပ်ဖြစ်တော့ဘူးပေါ့နော်အဲအခုဒီပိုင်းတော့ထွက်ပြီးသွားပြီလုပ်ပေးပါတယ်ဆရာမသူတောင်းကြည့်အောင်လုံးလုပ်ပေးတယ်နောက်ပိုင်းဒီတိုင်းဆက်သွားမယ်လို့သူကယူမယ်ထားမယ်နောက်ပိုင်းညတဖြည်းဖြည်းနဲ့ကျုပ်ကွဲလာတယ်ပေါ့နော်ကျုပ်ကွဲလာတော့လုပ်တော့ဘူးတဲ့အဆိုင်ကျော်လည်းနည်းနည်းအောင်ဆိုရင်တဲ့သွားကြရှိရသွားတော့တဲ့ဆိုတော့ကိုကလည်းသွားစရာမရှိဘူးအဆောင်ပြန်လဲငတ်ပါလေအဲ့ဒါနဲ့ဆရာမရဲ့လို့ကအလုပ်လေးရှိရင်ပေးပါလို့ဒီတက်ပုံဆိုင်ပါလို့ဆို ဟာလေနင်ကဘာမှမတက်တော့လေမီရိုမန်လို့ပဲရမှာတော့လေရတယ်လို့ဆရာမဘာမှဖြစ်ဘူးလို့မီရိုမန်လို့လေကျွန်တော်ပေးပါလို့ပြုတ်သွားပြီ။ तू ကဒီအရကြီးကိုဖြုတ်ပြီဆိုမှတော့ခုလည်းမခေါ်တော့ဘူးလေ तू ကအဲ့တော့အလုံးလေးပေးပါဆိုတော့အဲ့ဒါဆိုမီရိုမန်တို့ရရင်လေရပါတယ်လို့ကျွန်တော်အလုံးမရှိလို့ပါဆရာမရဲလို့ပေးပါလို့သွားစရာနေစရာလည်းဟိုနေမဖြစ်ဘူးဆိုတော့ तू ကလည်းကျွန်တော်တန်းဝင်ရှိပါတယ်ဆရာမကျွန်တော်ကျေးဇူးရှင်ပါနေနေအဲ့ဒါလုံးနိုင်လုံးလေးတဲ့ဘာမှဖြစ်ဘူးနေမလုံးနိုင်ပါဆိုတာအရင်ဆရာမအောင်လို့ကျွန်တော်တို့ကလုံးနိုင်ပါတယ်ဆိုပြီးအဲ့မှာနေနေအဲ့ရနေ step by step step by step လို့ သွားပြီးပြီးတော့ဓာတ်ပုံလောကလည်းရောက်သွားတယ်အဲ့တော့ flink kit ပေါ့နော် digital ဆိုတော့မပေါ်သေးဘူးအဲ့တော့ဟုတ်အဲ့တော့တို့ကဟိုဝဲဒင်စတူဒီယိုအဲတို့သားဆိုရင်အဖနဲ့လဲကိုင်းကြီးလဲဟိုအားလုံးပေါ့လေကျွန်တော်ကအကုန်လုံးလုပ်ပေးရတာပေါ့ဟုတ်တောက်လို့မရပေါ့ဒီကစီးလဲပါ냐မီဒူမန်တို့ lighting လေးပါလေးလုပ်ပေးအဲ့လိုမျိုးပေါ့ဟိုဟာလေးအဲ့လိုပြောကျွန်တော်ကဒီကောင်လုတ်ကိုလုတ်ကမဲ့ကံကိုပါလာတာအမှန်တကယ်ဝါသနာမပေါ့တကယ်ဝါသနာမပါလာအဲ့လိုပဲလုံရင်းလုံရင်းနဲ့ပဲအော်ကျွန်တော်အဲ့လိုပေါ့ သူ့မှာလုတ်ပြီးရောကျွန်တော်တငယ်ချင်းနဲ့စီသွားတယ်ညပိုင်းနေကျအဲ့မှာကျွန်တော်တို့အရက်တွေတောက်တယ်ဗျအရက်တောက်ပြီးနောက်နေ့ကျတော့အလုတ်ပြန်သွားသွားတော့ဘာဖြစ်လဲဆိုတော့ဟိုဟာသူတို့သားတွေကသူတို့အဲ့ဒီကသူတို့ကစိုင်ကြီးဆိုတော့အဲ့မှာအချံပေးစာတွေပါစာလေပုံးတွေပါရှိတယ်သူတို့သားတွေတိုင်စာတွေထည့်ခဲ့တာကျွန်တော်ကလည်းသူတို့ဝက်စားလဲပါညာအနည်းငယ်လဲပြောအရက်နဲ့ရတာပေါ့ဗျာပြီးတော့ကိုရီးကလည်းဘီအီလောက်တောက်တယ်ကောင်းတယ်ဆိုတော့ဟိုဟာအဲ့လိုတန်းကျလဲတဲ့အဲ့မှာတိုင်တာကငါတစ်ခါတစ်ခါဆိုလဲမကောက်ဘူးတဲ့သူကခဏခဏတိုင်တော့တဲ့ဟိုဟာ เอ๊ะเลตอกดากูเดียวไปฉี่ดาโอ้ไอ้ฎะพงษ์ไซมาအာဟိုအားတဲ့ဟိုအားတမျိုးတော့မထင်နဲ့ဟဲ့တဲ့နင်ငါတို့ကအဆင်မပြေတော့ဘူးတဲ့အဲ့ဒါဆိုရင်တဲ့နင်လည်းအချားကလေးပါလေရှာဖို့တဲ့ငါလည်းနင်ကိုတက်နိုင်တော့ချိခဲ့ပါလေဆိုထမင်းစားနေတဲ့အချိန်ခေါ်ပြောတာဗျာချွတ်တော့မဟုတ်တော့ထမင်းလည်းမစားနိုင်တော့ဘူးအဲ့မှာကန်ကောင်းတာက digital လည်းပြောင်းနေပြီဗျာ digital ပြောင်းတော့အဲ့မှာကွန်ပျူတာဆရာတယောက်ရှိတယ်ကိုစော်ဝင်းဆိုတာသူလည်းကျေးဇူးကြီးပါတယ်သူကကျွန်တော်တလားတော့ ဆက်ကြလဲတော့မင်းကွန်ပျူတာတွေပဲကင်ဘူးလားအကိုလို့ကျွန်တော်အဲကျွန်တော်စာစီစာရေးလေးတော့ကိုဖိုးကြီးတို့ကတော့လည်းတင်ပေးထားတာရှိတယ်လို့ကျွန်တော်တော့ကြာဟာမင်းပြောလိုက်ပေါ့စာစီစာရေးရတယ်လို့ပြောလိုက်တယ်ငါတင်ပေးမယ်မင်းလည်းဟိုဖြစ်မှာအဲ့ဒါကျွန်တော်ချက်ချင်းပဲဆရာမစီသွားဆရာမရေးလို့ကွန်ပျူတာလေးကျွန်တော်တင်ပေးပါလားလို့ကျွန်တော်သွားစရာနေရမရှိဘူးလို့ဆိုတော့ဆရာမကျွန်တော်တော်တော်စိတ်ပြက်လက်ပြက်တော်တော်ကြီးကြာကြီးကြည့်လိုက်သေးတယ်ဒီလားချီပြီးတော့သူတနာလဲတနာတော့ကျွန်တော်ဟုတ်မလားနေ့ကတလအချိန်ပေးမယ်ဟာတဲ့ အဲ့တလားမနဲ့တင်းနဲ့အဲ့မှာတလားမမတက်မယ်နဲ့သွားတော့တယ်ငါလည်းမတက်နိုင်ဘူးပဲဆိုတကယ်ကျေးဇူးကြီးပါတယ်ဗျာအဲ့မှာကျွန်တော်အဲ့တလားကိုအဲ့တော့ကျွန်တော်ကနေတာတောင်တကုံမှာဆိုင်ရဘိုကလေးဈေးနှံမှာအဲ့39ကြီးစီးပြီးအလုတ်ပြန်ရလဲအဲ့မှာအဲ့ကိုဇော်ဝင်းရကျွန်တော်အဲ့မှာပူတို့ချက်ဆောင်လေးပွဲပေးထားတယ်အဲ့တော့ C3 လားမသိဘူးအဲ့မှာမင်းတိတ်မမှမကြံနဲ့ကွာအကုန်အလွတ်တာချက်တယ်ကားစီးလည်းချက်ကွာအဲ့နေလည်းချက်တယ်မင်းတီတလားမရရင်မင်းမရအောင်တော့မင်းတိုင်ပတ်ပြီးတယ်ဆို ကျွန်တော်ခေါင်းစည်းလဲကြောင်းဘူးကျွန်တော်လည်းတလားကြတော့ပုံမှန်လေးရလာတော့အဲ့ရနေစပြီးတော့ဒါပေမဲ့အဲ့မှာကွန်ပျူတာကိုအဓိကတော့ကျွန်တော်ဓာတ်ပုံရိုက်တာဆိုရင်ကွန်ပျူတာကိုကျွန်တော်တော်တော်သဘောကျသွားတယ်အဲ့မှာလုံရင်းလုံရင်းနဲ့တရက်ကြတော့ကျွန်တော်အဲ့မှာလုံရင်းလုံရင်းထမင်းလုံးပိုင်းမေ့ပြီးဝင်လိုက်တယ်ညနေရောက်သွားတယ်ကျွန်တော်မသိလိုက်ဘူးအဲ့မှာပဲဟာလို့အဲ့မှာကျွန်တော်ဟိုကဖြစ်သွားတာပေါ့နော်음ငါနဲ့တော့တော်တော်လိုက်တဲ့ကိစ္စပဲဆိုပြီးတော့ကျွန်တော်အဲ့ရနေစူးစမ်းရင်းနဲ့စူးစမ်းရင်းနဲ့အဲ့မှာ ဟိုအဲ့လိုအဲ့လိုအဲ့လိုဒီဒီအချိန်လေးရောက်လာတာပေါ့နော်